ဟယ်လိုအားလုံးဝမင်္ဂလာပါဘူအမန်ချန်ကနေကြိုဆိုပါရစေဆိုတော့ကျွန်တော်တို့ဒီနေ့ညမှာတော့ Europa League Ronaldo System ဒုတိယအကြိုတွေရှင်ပိုင်ကစားကြမယ်အဲ့ဒီတဲကကျွန်တော်တို့ Premier League ကလပ်တင်းတစ်ခုဖြစ်တဲ့ Spurs နဲ့ Manchester United တို့ရဲ့ပွဲစဉ်တွေကိုကျွန်တော်ပြောကြည့်အောင်ပါ Spurs ကတော့ Ezel Ekama ကိုကျွန်တော်တို့ဒါအိမ်ဝင်းမှာလက်ခံကစားရမယ်ပထမကြော့မှာ1-0နဲ့ Spurs ကရှုံးနေထားတယ်ဆိုတော့နီးပြားဖြစ်တဲ့ Postecoglou ရဲ့အသင်းအနေနဲ့ဒီ Europa League ပြိုင်ပွဲက Serious ယူပြီးတော့ကစားရမယ်ပွဲမျိုးပါ ဆိုတော့ injury ပြဿနာတွေတချို့ကြုံနေရတယ်ဘာလို့ကူလူဆက်စကီတို့ဘာလို့ပါနိုင်ဖို့အတွက်မတေချာသေးဘူးဆိုပေမဲ့လို့အသင်းလူစင်းကလူပြန်စုံနေပြီလို့ကျွန်တော်ထင်တယ်။ဟိုတနေ့ကလည်းကျွန်တော်ပရီးမီးယားလိမှာဆိုလို့ရှိရင်ဒီဘုံမောင်းနေလားလားသူတို့ကစားတယ်ပေါ့နော်။သူတို့ဒီတူတူတေးကြသွားတယ်။အဲ့ဒီပွဲမှာဆိုလို့ရှိရင်ကျွန်တော်နောက်တန်းမှာဆိုလို့ရှိရင်ခရစ်စတန်ရိုမဲရိုကိုကျွန်တော်မြင်ခဲ့ရတယ်။ပြီးလို့ရှိရင်ကျွန်တော်ဘန်ဒီဘန်ကိုကျွန်တော်မြင်ခဲ့ရတယ်။အူတူဂီကိုကျွန်တော်မြင်ခဲ့ရတယ်။ပြီးလို့ရှိရင်ကျွန်တော်ဒါဒီပွဲထွက်လူစင်းမှာဆိုလို့ရှိရင်ဗီကာရီယိုနဲ့ပက်ထရူဘူဒူတို့လောက်ဝင်ကစားသွားတယ်။ ဆိုတော့ဒီလိုမျိုးအိမ်ကွင်းမှာလည်းရှင်မိုင်ကစားမယ်ဝမ်းစည်းနဲ့လည်းပထမကျောက်ရှုံးထားတယ်ဆိုတော့ပွဲမျိုးမှာခံစစ်မှာအဲ့ဒီကစားမတွေအပြည့်နဲ့ပွဲထွက်လာတဲ့နေလို့ကျွန်တော်ထင်တယ်ပေါ့နော်ပိုစတီကိုဂလူရဲ့ဘက်က risk တအားမယူကျင်လို့ဆိုလို့ရှင်တော်မှာကျွန်တော်ဒီ bandy band လောက်ကိုပဲအရန်ကုန်မှာထားပြီးတော့ကျန်တဲ့တုံးနေရတော့ပွဲထွက်လူစင်းအပြည့်နဲ့ပွဲထွက်လာတဲ့နေလို့ကျွန်တော်ထင်တယ်ဒီပွဲဟာဒီစပါတွက် imminent ရေးကြီးတဲ့ပွဲပါကွန်းလင်မှာဆိုလို့ရှင်တော့တိတ်ပြီးတော့ခြေသွင်းမပြနိုင်တဲ့ကျွန်တော်ဒါဘီဇူးမားတို့ဘာလို့ပါလိမ့်မယ်လို့ကျွန်တော်မထင်ဘူး ာကီဂရီတို့လိုကစားမတွေပါမလားဒါပေမဲ့အာကီဂရီဆိုတာလည်းလူကတ်စ်ဗာဂျဘယ်ကပူပြီးတော့ပွဲထွက်ဖို့အတွက်ပုံများပါတယ်သူနဲ့တူဂျိမ်းစ်မက်ဒီဆန်တို့ဘာလို့ဒါပွဲထွက်လောင်းကောင်းလာနိုင်မယ်ဆိုတော့တောင်မမာဆိုလို့ရှိရင်တော့အော်ဒူဘတ်လိုကတ်တို့ကစားမတွေကိုမြင်ရတဲ့နေလို့ကျွန်တော်ယူဆတယ်တခုရှိတာကတော့ဒီနေရာမှာပွဲထွက်လူစင်မှာနောက်တန်းဘလောက်ထိပေါ့နော်လူစင်ရဲ့အပြည့်နဲ့ပွဲထွက်လာနိုင်မလဲဆိုတာကအများကြီးစကားပြောသွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်အိမ်ကွင်းလေးဖြစ်တဲ့တပတ်စပါးအနေနဲ့ဒီနေ့ပွဲစဉ်ကတော့သူတို့ဒါအနိုင်ရအောင်ကြိုးပမ်းတဲ့ပွဲပွဲမျိုးပါ ဟိုစပါးကတခုတော့ရှိတယ်ဗျလက်ရှိပရီးမီးယားလိမှာလည်းထင်သလောက်ဒီအခြေအနေကောင်းမနေဘူးဆိုပေမဲ့လို့ပေါ့နော်ဒီပွဲကသူတို့အမှန်ကန်အာယုံဆိုင်ပြီးတော့ကစားမယ်ပွဲမျိုးပါယူရိုပါလိမှာနောက်တစ်ဆင့်တက်ဖို့စပါးအတွက်အင်မတန်အရေးကြီးပါတယ်ဆိုတော့စပါးကနောက်ပိုင်းပွဲစဉ်တွေကျွန်တော်ပြန်ကြည့်ရင်ထားပါတော့ဒီမတိုင်ခင်မှာသူတို့ဘုံမောင်းနဲ့ကစားတဲ့တူတူတည်ကြတယ်အဲ့ဒီရှိမှာ AZ AK မှာ ਨੇ ကစားတဲ့ဝန်စီနဲ့သူတို့ရှုံနေအဲ့ဒီရှိမှာ Manchester City ကိုဝန်စီနဲ့ရှုံထားတယ်လို့ Ipswich ကိုတော့14ဆိုရဲရတယ်နဲ့ကျွန်တော်နိုင်ထားတယ် ဆိုတော့ Ipswich ကိုနိုင်ပြီးနောက်ဆုံး၃ပွဲကစားထားတဲ့နေထားမှာတပွဲမှနိုင်ပွဲမရှိသေးပါဘူး။ဒါအပြင်အဲ့ဒီအဲ့ဒီပွဲမှာဆိုလို့ရှိရင်ထပါတော့ဒီပွဲကိုထိန်းချုပ်ထားနိုင်တော့ကတော့လွဲလို့ရှိရင်တံမြန်ဒီဘာတွေမှာဘလို့မှတိတ်ပြီးတော့ပေါ့နော်ဒီထိန်းချုပ်နိုင်ခြင်းကျွန်တော်မရှိဘူးဗျာ။ဆိုတော့ဒီချိန်အိမ်ပွဲမှာလက်ခံကစားတဲ့အချိန်ကြရင်တော့စပါဘက်ကအဲ့လိုကျွန်တော်ဖြစ်လို့မရဘူး။စပါဟာအများကြီးပူကောင်းကစားပြရမှာကျွန်တော်ကတော့တကယ်တမ်းဒီပွဲကစပါကဟို2စီ3စီလောက်နဲ့ကိုနိုင်လိမ့်မလို့ကျွန်တော်ထင်တယ်။ ဆိုတော့လွေကူတယ်လို့ပြောတာမဟုတ်ပေမဲ့လို့ပေါ့နော်ဂူရလက်ကတော့ပြက်သားလိမ့်မယ်လို့ကျွန်တော်ထင်တယ်စပါးကသူနိုင်လို့ရှိရင်အမြဲတမ်းဂူပြက်တယ်ဒါပေမဲ့သူတည်ရကြတယ်လို့ရှုံးတယ်လို့ဆိုလို့ကျွန်တော်ဂူတော့မပေးရအောင်အများကြီးဒါပေမဲ့လို့သူနိုင်လို့ရှိရင်တော့ပေါ့နော်ဂူကပြက်လေးရှိတယ်ဗျကျွန်တော်တို့ဒီပွဲမှာဆိုလို့ရှိရင်စပါးအတွက်အများကြီးချမ်းစီတယ်လို့ကျွန်တော်ထင်တယ် round of 16ကနေပြီးတော့ quarter final တွေပါတယ်ဒီစပါတ်တက်နိုင်စွမ်းရှိတယ်လို့ကျွန်တော်ယူဆရတယ်ခုနကပြောလိုပဲ James Madison လို့ကစားမတွေတော့ပြီးလို့ရှိရင် Solanke တို့လည်းကစားနိုင်တယ်တောင်မန်မှာဆိုရင်အဲ့ဒီ Autobot တို့ကလို့ကစားမတွေကတော်တော်ကောင်းတာဒီ Sun Hyomin တို့ဘာလို့ကောင်းနေတာမှန်ပြီမဲ့လို့ကျွန်တော်သလို့ရှိရင်ပေါ့နော်ဒီအဲ့ Autobot တို့ဘာလို့ကိုပြန်ပြီးတော့ကျွန်တော်မြင်ဟိုပွဲထွက်လူစင်မှာမြင်ရသင့်တယ်လို့ကျွန်တော်ထင်တယ်တိုက်စစ်က Solanke ရဲ့ဗျအကယ်လို့ထည့်ခြင်းဟိုဘက်ချက်မှာ Brandon Johnson တို့ဘာလို့ကျွန်တော်ထည့် ဒါမှမဟုတ်လို့ရှိရင်လည်းပဲအော်တိုပတ်ကိုညာချမ်းပို့ပြီးတော့ဆွန်ဟောမင်းကိုလက်ဖွင့်မှာပြန်ဖို့ဒိုင်မိုဒီနဲ့သူသွားတင်တယ်။ဘာလို့လဲဆိုတော့အဲ့ဒီဒူငယ်ကစားမလေးအော်တိုပတ်ကတော်တော်ကောင်းနေတယ်မှာပါတယ်။နောက်တန်းนี่ကိုတော်တော်ပြဿနာရှာနေတဲ့ကစားမလေး။ဒါအပြင်ကျွန်တော်တို့နောက်တန်းကတော့ဒီ Spence တို့ဘာလို့ကလည်းဒီအတိုင်းနာတစ်ခုဒီအန်ဘယ်လိုပိုစတီကိုလူကြီးအန်ဝင်ခွင့်ကြဖြစ်အောင်လိုချင်တဲ့ပုံစံနဲ့ကစားပြနေနေဆိုတော့လေရှော့တဲ့လူကကြတဲ့အချိန်မျိုးမဟုတ်ပြန်မှုသူလည်းပဲပွဲထွက်လူစင်မှာပါကောင်းပါလာနေတယ်။ ဒါပေမဲ့လို့စပါးအနေနဲ့ကျွန်တော်တော့ဒီပွဲမှာနောက်တစ်ဆင့်ကိုတက်နိုင်စွမ်းရှိတယ်လို့ကျွန်တော်ထင်တယ်။အဲ့ဒီအဝေးဝင်းရှုံးထားတယ်ဆိုတော့ဒီပွဲကစပါးအနေနဲ့ပူပြီးတော့တော့မှအနိုင်ရဖို့အတွက်ကျူးပန်းလာအောင်ပဲပွဲမျိုးတွေကျွန်တော်ယူဆတယ်။ဆိုတော့ဒါကကျွန်တော်အနေနဲ့ဒါလက်ရှိစပါးနဲ့အေဇယ်အခမာတို့ရဲ့ပွဲပေါ့ဗျာ။ကျွန်တော်စပါးတက်သွားလိမ့်မယ်လို့ကျွန်တော်ထင်နေပေါ့နော်။နောက်တစ်ပွဲက Manchester United နဲ့ Sociedad တို့ရဲ့ပွဲပါ။ဆိုတော့ဒီပွဲကဒီဘယ်လိုပြောမလဲ United အတွက်ဘာမျှော်လင့်ချက်မှမရှိတော့တဲ့အခြေအနေမျိုးကနေပြီးတော့နောက်တစ်ဆင့်အောင်ကျူးပန်းမှာ အဝေးဝင်းမှာတွားပြီးတော့ဝမ်ဝမ်းနဲ့တည်ကြထားတယ်ဆိုပေမဲ့လို့ကျွန်တော်တို့အနေနဲ့ပေါ့နော်ဘာမှန်းသိပြီးတော့ဒီ short 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 ကစား short တွက်လို့မရဘူးဗျာဘာလို့လဲဆိုတော့ United ကဒီအဒီအိမ်ဝင်းဆွမ်းဆောင်ပြီးတွေကတော်တော်ညံ့နေလို့ပဲ United ကဒီအဒီအိမ်ဝင်းဆွမ်းဆောင်ပြီးတွေတော်တော်ညံ့နေတယ်မှာကျွန်တော်ပါတယ်ကျွန်တော်အိမ်ဝင်းမှာဆိုလို့ရှိရင်ရှုံးပွဲကနိုင်ပွဲထက်ပိုများနေတယ်အိမ်ဝင်မယုံပါဘူးဗျာအိမ်ဝင်းဆိုပေမဲ့လို့ပေါ့နော်ဆိုတော့ဒီပွဲမှာတော့ထားပါတော့ပြီးခဲ့တဲ့အိမ်ဝင်းမှာကျွန်တော်အာဆင်နယ်ကိုတည်ကြအောင်ကစားနိုင်ခဲ့တယ်ဆိုပေမဲ့လို့ ဟာနေတဲ့စီရဲ့ကျွန်တော်တလုံးလို့ပြီးလို့ရှိရင်ကျွန်တော်ရတဲ့ chance ကြီးကျွန်တော်လည်းအသုံးမချနိုင်တာတော့ဘာလို့လဲပြောစရာတွေကရှိခဲ့ပြန်ရောဒီပွဲဆိုလို့ရှိရင်ကျွန်တော်ထပ်ပါတော့ Patrick Dugu တို့ကျွန်တော်ပြန်ပါနိုင်မယ်ပြီးလို့ရှိရင်ကွင်းလေကကျွန်တော်ဒါဒီ Ugarte တို့ကစားမိုက်တော့ပြန်ပြီးတော့ပါနိုင်မယ်ပေါ့နော်တိုးတော်လည်းပဲကျွန်တော်အနေနဲ့ဒီမယုံအောင်မယုံအောင်ဆိုတာကဗျာကျွန်တော်ဘလို့သွားယုံလို့ရမလဲကိုအသင်းကိုမှန်ပြောရင်ကိုအသင်းကိုနောက်တစ်ဆင့်တော့မတက်စီခြင်းမျိုးတော့မနေဘူးပေါ့ဗျာဒါပေမဲ့ Spain ကလပ်အသင်းနေတွေ့တိုင်း ောက်တစ်ဆင့်တက်ဖို့ဆိုတာကအတင်းတွက်ကတော်တော်ကြီးကိုအမြဲတမ်းနှီးပါကျွန်တော်ခဲရင်တာအဝေးဝန်းထိသွားပြီးတော့ဒါတေးကြောင်ယူထားနေနေဆိုပေမဲ့လည်းလို့ပေါ့နော်အိမ်ဝင်းကတော့မလွယ်ဘူးနောက်တစ်ခုရှိတာကကျွန်တော်ဒီဒီဟွာဘက်ကပဲပါလဲဒီဆိုစီတဲ့ဘက်ကဆိုစီတဲ့ဘက်ကကျွန်တော်ကြည့်မယ်ဆိုရင်ဆိုစီတဲ့ကဂျားထဲမှာတော့သူတို့ရှုံသွားတယ်ဂျားထဲမှာတော့သူတို့ကစားတဲ့ပုံမှာသူတို့ရှုံသွားတယ်ဒါပေမဲ့အဲ့ဒီပွဲမှာဇူဘမန်ဒီကိုသူတို့သူတို့ပေါ့နော်ဒီပြန်ကောင်းအဖျားပြန်တက်တာလာပြီးမဲ့လို့ဒုတိယပိုင်းကျမှသူတို့ထည့်ခဲ့တာ ကူဘူကိုသူတို့အနားပေးထားပြီးတော့ပွဲမိနစ်အနည်းငယ်ပဲသူတို့တုံးခဲ့တယ်။တိုက်စစ်ကပေါ့နော်ကျွန်တော်အနေနဲ့ဒီတိုက်စစ်မူရီဆိုလို့ရှိရင်လည်းသူတို့ဒါတိတ်ပြီးတော့မတုံးခဲ့ဘူး။အူယာဇာဘဲတို့ပါလို့ဆိုလို့ရှိရင်ဗျဒုတိယပိုင်းကျမှတုံးတာ။ဆိုတော့သူတို့ရဲ့အရေးပါပါတယ်ဆိုတဲ့ကစားမှာ3-4ရောက်လောက်ကိုစူးစီးတဲ့ကအနားပေးထားတာ။ယူနိုက်တက်ကကျတော့အဲ့လိုမဟုတ်။ကြားထဲမှာအာဆင်နယ်နဲ့လည်းကစားခဲ့ရတာဖြစ်လို့အနားပေးတဲ့ကလူလည်းမရှိခဲ့ဘူး။အဲ့လိုမျိုးနဲ့ကျွန်တော်တိုင်ပက်တာ။ဒါကြောင့်ကျွန်တော်တို့ကတော့ကိုအသိန်းကိုတော့ဗျာနောက်လို့ဆင်းဘယ်သူမတက်စီကြီးမရှိမလဲအမေကျွန်တော်တိတ်ပြီးတော့မထင်ဘူး ိုအသင်းနဲ့ပတ်သက်ပြီးတော့ယုံကြည်မှုအများကြီးမရှိတယ်တော်တော်တိုင်ပတ်တယ်မဲ့ကျွန်တော်မထင်ဘူးပေါ့နော်အိမ်ဝင်းဖြစ်ပြီးမဲ့လို့ကျွန်တော်တို့တိုင်မပတ်ဖို့ပဲကျွန်တော်မျှော်နေတယ်ကျွန်တော်ကျွန်တော်မျှော်နေတယ်လို့ဖြစ်မလာပါစေနဲ့လို့ပဲကျွန်တော်ဆူတောင်းနေဘာလို့လဲဆိုတော့ကျွန်တော်ဒီဘက်မှာတက်လိုက်မယ်လို့ကျွန်တော်မထင်ဘူးဆိုတော့ MOD နဲ့ Manchester United ရဲ့ကစားမားတွေဟိုဘယ်လိုပြောမလို့ယုံကြည်မှုရှိရှိနေပေါ့နော်ကျွန်တော်ကစားနိုင်မလားကျွန်တော်ကြည့်ရမယ်ဆိုတော့ညီကလေးရောဘယ်လိုမြင်ရလဲဘယ်အသင်းကနောက်တစ်ဆင့်ကိုတက်သွားမယ်ထင်ကြပါလဲဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်